မင်္ဂလာပါရှင် MFB ရဲ့တနေ့တာအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုရတယ်။ကျမကတော့အစီအစဉ်32မူအိမ်ကျဲပါ။စကိုင်းနဝလက်မြွနဲ့အဆက်စင်ကင်တောင်ရာကိုဆိုးစုကဒီကနေ့မနက်ပိုင်းမှာတိုက်လေနဲ့ဘုံကျဲခဲလို့ဖျားစေရီနဲ့သာသနာ့နိကအဆောင်တချို့ထိခိုက်ပျက်စီးတယ်လို့ဒေသခံသတင်းမြစ်တွေက MFB ကိုပြောပါတယ်။ဒီကနေ့မလ20ရက်မနက်9:00နာရီခွဲမှာမန္တလေးမြို့တရားဥက္ကနေတက်လာတဲ့တိုက်လေရင်တဲ့စိုးစုကစင်ကိုင်းတောင်ရွာဖုံးကြီးချောင်းကိုဘုံးနှလုံးကျဲချတိုက်ခိုက်ခဲ့တာပါ ကျောင်းစုကရွာဖုံကြီးကျောင်းကို ပုံကျဲပြီးတဲ့နောက်လေရင်ကနောက်ပြန်လှည့်မသွားပဲအနှိမ်ပြောင်းဝဲကတခြားပြစ်မှတ်တွေကိုရှာဝေတာတွေလုပ်ခဲ့သေးတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့မလ16ရက်ကလည်းဝက်လက်မျိုးနဲ့စန့်ကင်မြောက်ရွာကိုတရားဦးကနေတက်လာတဲ့တိုက်လေရင်နဲ့ကျောင်းစုကဘုံနှလုံးကြက်ချတက်ဖြတ်ခဲ့ရမှာလာသားအွယ်ကလေးငယ်အပါဝင်ဒေသခံအရသားပြည်သူလေးဦးသေဆုံးက9ဦးတန်ရရခဲ့ပါသေးတယ်။ လေးရက်တွင်နှစ်ကြိမ်ဘုံကျဲခံရတဲ့ဆင့်ကန်ရွာဟာရွာတောင်ပိုင်းကသခိုင်းမြို့နယ်ထဲပါဝင်ပြီးရွာမြောက်ပိုင်းကဝက်လက်မြို့နယ်ထဲပါဝင်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲစိုးစုကအယတာ area ကိုတမင်ဘုံကျဲကြခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်ဒီလူလူနဲ့ဘာသာရေးအဆောင်တွေကိုပုံမပြစ်မှတ်ထားတိုက်ခိုက်နေတဲ့စစ်ရှုံးနေတဲ့စိုးစုဟာမလ၁၉ရက်ည၁၇နာရီဝန်းကျင်မှာလဲသခိုင်းမြို့နယ်မင်းကွန်းရှေးဟောင်းရင်ကျေးမှုဒေသကို တိုက်နေရင်နဲ့ပုံကျဲပြီးစစ်တပ်နဲ့နဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီစစ်အုပ်စုတွေဟာမင်းကွန်းဒေသမြသိန်းနယ်စီရီအနီကိုပေါင်နေရလို့ယူဆရတဲ့ပုံတလုံးကျဲချပြီးစစ်တပ်နဲ့နဲ့ပါပြစ်ခတ်ခဲ့တာကြောင့်မင်းကွန်းပထိုးတော်ကြီးနဲ့မြသိန်းနယ်စီရီကြားကဖုံးကြီးကျောင်းနဲ့တာတာနီကအဆောင်တချို့ထိမှန်ပျက်စီးတယ်လို့ဒေသခံသတင်းမြစ်တွေက MP ကိုပြောပါရယ်။မင်းကွန်းဒေသမှာယခုရပိုင်းပြစ်ခတ်တိုက်ခိုက်မှုတွေရှိနေပေမဲ့ မင်းညကတော့တိုက်ပွဲဖြစ်တာမရှိပဲစိုးစုကလေရင်နဲ့အနိုင်ပြန်ဝဲပြီးဘုံကျဲသွားတာလို့ဒေသခံတွေကပြောပါတယ်။အဲ့ဒီစိုးစုတွေကနေအိမ်တွေကိုဖောက်တင်းလူရဲ့မိရှူတာဒေသခံတွေကိုထင်တိုင်းဖန်စီငွေညစ်တက်ဖြတ်တာတိုက်ပွဲဖြစ်ပွားချိန်မတရားနဲ့မန္တလေးဘက်ကနေလက်နက်ကြီးနဲ့ထူတာစတာတွေကြောင့်မင်းကုန်းဒေသမှာရှိတဲ့ရဟန်းတန်ငါတွေအပါအဝင်ဒေသခံပြည်သူအများစုစစ်ပေးရှောင်ထွက်ပြေးနေရတယ်လို့လည်းဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမင်းကွန်းဒေသမှာစကိုင်းမြို့ပြစောတိအဖွဲ့ခေါင်းဆောင်ရွှေကြားနဲ့နောက်လိုက်တွေတုတ်တင်ရှင်းလင်းခံရပြီးတဲ့နောက်စိုးစုကမင်းကွန်းတိုက်နယ်လက်ပံရွာကိုတုံးချိန်မိရှို့လို့အင်ချေရာနဲ့ချီမိလောက်ကြာကြခဲ့ရပါသေးတယ်။မန္တလေးမြို့မှာအွန်လိုင်းကတဆင့်ဖုံးရောင်းဝယ်လုကိုင်းတဲ့အမျိုးသမီးတူကိုအမျိုးသားနှုတ်ဦးကဖုံးဝယ်မယ်လို့ချိန်ဆိုကဓာတ်နဲ့ခုတ်ပြီးလူရဲမှုမနေ့ကဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါရတယ်။မလ၁၉ရက်မိုးလယ်တနားရီလောက်ကမန္တလေးမြို့ ပတန်ကြီးမြို့နယ်အရှိရွှေကျင်တောင်ချေမှာဓာတ်ဒဏ်ရာတွေနဲ့လဲကျနေတဲ့မြို့သမီးတို့ကိုစေယုံပို့ဆောင်ကူညီခဲ့ပြီးဒဏ်ရာတွေကအသက်အန္တရာယ်ဆိုရင်ရတယ်လို့ရွှေကျင်းစီလူမှုကူညီရေးအသင်းကဆိုပါတယ်။ဓာတ်နဲ့လူရဲသူတွေကိုစိုးစုကဖမ်းဆီးနိုင်တာမျိုးမရှိသေးပါဘူး။ကြာနာသိမ်းပြီးတဲ့နောက်မန္တလေးမှာလူတက်မှုလူရဲမှုဓမြမှုတွေစက်တိုက်ဖြစ်ပွားနေပြီးရဲပြစောတီစတဲ့စိုးစုလောက်အောက်ခံလက်နက်ကင်တွေကိုယ်တိုင်ကလူရဲဓမြမှုတွေကျွလွန်နေတယ်လို့ ရုတ်ခံတွေကပြောပါတယ်။စကိုင်းတိုင်းညောင်မျိုးပေါ်ကိုစိုးစုကစက်တက်လေဒီနဲ့ပုံကျဲလို့ပြည်သူနှစ်ဦးသေဆုံးပြီးနေအိမ်တချို့မီးလောင်ပျက်စီးခဲ့သလိုကျေးရွာတွေဘက်ကလက်နက်ကြီးနဲ့ပြက်ခတ်ခဲ့တာကြောင့်ဒေသခံတို့ပြင်းထန်တရားရရှိခဲ့ပါတယ်။ညောင်မျိုးပေါ်ကိုစိုးစုကမလ19ရက်မနေ့ကညနေပိုင်းမှာစက်တက်လေဒီနဲ့ဘုံသေးနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းအမျိုးသမီးတအူးနဲ့အမျိုးသားတအူးသေဆုံးကနေအိမ်တချို့မီးလောင်ပျက်စီးခဲ့တာဖြစ်တယ်လို့ မြောင်မြွနယ်ပြည်သူ့ကာကွယ်ရေးနဲ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ကိုနေဦးက MPP ကိုပြောပါရယ်။ကျောစုစက်တက်လေဒီနဲ့ဘုံတိချတိုက်ခိုက်လို့သေဆုံးခဲ့တဲ့အမျိုးသမီးနဲ့အမျိုးသားတွေရဲ့အသက်အရွယ်တွေကိုတော့လက်တလုံးမသိရသေးသလိုအမျိုးသမီးရဲ့ရုပ်အလောင်းကိုရှာဖွေနေဆဲဖြစ်တယ်လို့သူကပြောပါရယ်။ဒါအပြင်မျိုးပေါ်ထိုင်းစကန်ကပါလက်နက်ကြီးနဲ့ကြေးရတွေဘက်ကိုရန်တမ်းပစ်ခတ်ခဲ့တာကြောင့်မြောင်မြွတောင်ဘက်လေတင်ဦးရွာနဲ့ကရိုကုံရွာဘက်ကြားရောက်ပောက်ကွဲပြီးလေတင်ဦးရွာက ေသခံအမျိုးသားတူဝမ်ပိုက်ပေါက်တန်ရရရှိခဲ့ကစိုးရင်ရတဲ့အခြေအနေရှိတယ်လို့ကိုနွေဦးကဆက်ပြောပါတယ်။စောစုအားစကိုင်းတိုင်းမြောင်နဲ့မကွေးတိုင်းရေစကြိုရေလက်ကျွန်းဒေသကြီးပါရီကို မလ၂ရက်ကနေဒီနေ့မလ20ရက်တိဝင်ရောက်စီးနေမိရှုတက်ဖြတ်တာတွေလည်းလှုပ်ဆောင်နေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။အညာလေးသာမန္တလေးမကွေးစကိုင်းနဲ့တိုင်းရင်းသားဒေသရှမ်းပြည်နယ်တွေက ဘာသာရေးဆိုင်ရာနေရာတွေနဲ့အယတားပြည်သူတွေအပေါ်ဆိုးစုကရည်ရချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်နေတာတွေဟာမြန်မာနိုင်ငံရဲ့လူသားချင်းစာနာမှုဆိုင်ရာအချက်တဲရဲ့ဆိုးရွားတဲ့အခြေအနေကိုဖော်ပြနေတာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကမလ19ရက်မနေ့ကရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်ကျောဆူရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာလက်နက်ကင်တော်လိုင်းအကောင်နဲ့အညာဒေသကိုအဓိကပြစ်မှတ်ထားတိုက်ခိုက်နေသလို အဲ့ဒီတိုက်ခိုက်မှုတွေမှာအယက်သားတည်ဆုံးမှုဆက်လက်မြင့်တက်နေပြီးအရေးကြီးတဲ့အခြေခံအဆောက်အုံတွေလည်းပုံမပျက်စီးဆုံးရှုံးလာနေတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။စိုးစုရဲ့လူထုကိုပိတ်မှတ်တာစစ်ရေးတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေဟာနေအိမ်ကနေစွန့်ခွာထွက်ပြေးနေကြရပြီးစာတင်ကြောင်းနဲ့ဆေးရုံလိုအရေးကြီးအဆောက်အုံတွေဖျက်ဆီးခံရတာအကြီးအကျယ်ဒုက္ခရောက်နေကြရတယ်လို့လည်းအတည်ပြုထားပါတယ်။ လက်ရှိမှာနိုင်ငံတကာရဲ့အာရုံစိုက်မှုတွေဟာယူကရိန်းအရေးပေါ်မှာသာဆက်ရှိနေတဲ့အခြေအနေမျိုးအာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ပုံမိုဆိုးရွားလာတဲ့အကျပ်အတဲကိုဥဆောင်ကင်တွေဖြည့်ရှင်ဖို့အာဆီယံဗရိညာစာတမ်းကပြည့်ရထားတဲ့လုံပိုင်ခွင့်နေအရာအတိတ်ပဲပြေသွားတဲ့အရေးယူဆောင်ရွက်မှုတွေနဲ့တိကျပြတ်သားတဲ့အရေးယူဆောင်ရွက်မှုတွေလုပ်နိုင်ဖို့အရေးတကြီးလိုအပ်နေတယ်လို့လည်းဆိုပါတယ်။ဒါအပြင်မလေးရှားနိုင်ငံရဲ့ဥက္ကဋ္ဌအဖြစ်ဥဆောင်မှုအောက်မှာ အာဆီယံအနေနဲ့လူ့အခွင့်အရေးနဲ့ဒေတာရင်းလုံခြုံရေးအပေါ်ထားရှိတဲ့ဂရိကဝတ်တွေကိုဆက်လက်စောင့်ထိန်ဖို့လဲ UNG နိုင်ငံသားရေးဝန်ကြီးဌာနကတိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့မလ18ရက်ကထုတ်ပြန်ခဲ့တဲ့ UNG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရစိုးစုဟာနှစ်နှစ်အတွင်းအညာဒေတာအပောင်ရဲ့နိုင်ငံတဝိုင်းကအရက်သား area တွေကိုလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း2000ကျော်ပြုလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်းကလေးငယ်၄00နီးပါးတည်ဆုံခဲ့ရတာဟာ ဇနီဘာသဘောတူစာချုပ်ကိုလည်းချိုးဖောက်နေတာဖြစ်တယ်လို့အသိပေးပြောဆိုထားပါတယ်။လေကြောင်းနဲ့လက်နက်ကြီးပစ်ခဲ့တိုက်ခိုက်ခံရခြင်းအင်းအပြင်ဘက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တုံးတွေနောက်ဝင်ရောက်ပုံကိုပါပုံခိုစရာမတွေ့ပါကမြေအိမ်မဲကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါ။ဗဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ။